အားသာဝါလာရှင်ညိုမော်လိုများလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဇူလိုင်လ2ရက်နေ့ရက်နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားလို့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအောင်လည်းတကယ်ချစ်ပါတယ် ကဲဘရောင်းသတင်းပုဒ်ကိုတော့ PPC ရိုမာနိုဖော်ပြထားတဲ့ Christian Mokwea သတင်းနဲ့တော့တွားလိုက်ရအောင်ဒီသတင်းကိုတော့သူကသူ့အော်ဝတိုင်းပြောထားပါလေဒါတော့ကျွန်တော်အဲ့ထဲမှာတွေ့တဲ့အရာတွေကို note တစ်ခုချင်းညီထုတ်ထားခဲ့တာ Christian Mokwea ဆိုတာက Valencia အသင်းကနေ Arsenal ရောက်လာဖို့တော်တော်လေးနီးစပ်နေတဲ့ကစားသမားတွေကတယောက်ပေါ့လေလောတဲ့ Arsenal အသင်းဈေးကွက်ထဲမှာကစားသမားတွေရှာတယ်အဲ့ထဲထဲမှာစိတ်ဝင်စားတဲ့အဆင့်ထပ်ပို့ပြီးတော့တွေ့ဆုံဆွေးနွေးမှုလုပ်ပြီးအသင်းကိုရောက်ဖို့နီးစပ်နေခဲ့တာကဒီ Spain သားအသက်က22နှစ်ကြံခဲ့တဲ့ရပိုင်းတုန်းက Arsenal ပထမတစ်ချိန်ကလန်တုန်းကပယ် ချခံလိုက်ရတာအဲ့တော့ဖေဘီဆိုရိုမာရိုကဘာပြောထားလဲဆိုတော့အာဆင်နယ်ရဲ့ပထမအကြိမ် UO 14တန်းတန်ပက်ကိတ်ပယ်ချခံရလိုက်ပြီးနောက်ပိုင်းမှာအာဆင်နယ်ကနောက်တစ်ကြိမ်ကန့်လန့်မှုရှိတယ်အဲ့ဒါက UO တန်း20နဲ့25တန်းကြားလောက်မှာသဘောတူညီသွားဖို့ရှိတယ်လက်ရှိအချိန်မှာဘလင်းစီယာအသင်းကအာဆင်နယ်ရဲ့ကန့်လန့်မှုထက်ဆိုင်ဒီကစားမောက်သူတို့ကတက်တန်တူကြီးအသင်းမှာဆက်ပြီးထိန်းထားခြင်းနဲ့အရေးသွေးမြင့် quality player ဖြစ်တာဖြစ်တဲ့အတွက်အသင်းမှာတန်ကြီးကြီးကြီးရမှအနာဂတ်မှာရောင်းချဖို့ပြင်ဆင်နေတယ်ဒါပေမဲ့ကစားသမားအာဆင်နယ်မှအာဆင်နယ်ဖြစ်နေတယ်အဲ့တော့ကစားသမားနဲ့အာဆင်နယ်ကြား ားထဲမှာကျတော့ပုပ်ကိုကြီးရောအာလုံးလောက်ခလာစား ချုံမဲ့နှစ်အရေအတွက်အလုံးကပြီးစီးသွားပြီ။ဒါပေမဲ့အခက်အခဲတစ်ခုကဘာလဲဆိုတော့စာချုပ်၁၂လပဲကျွန်တော်တဲ့ဘလင်စီယာကသူတို့ကအရှုံးမပေးသေးဘူး။ကစားသမားကိုတက်တန်းတိုးခြင်းနဲ့ဒါပေမဲ့အဲ့တက်တန်းမှာတော့စာချုပ်ဖြတ်သိမ်းကြီးတို့မပါဘူး။နှစ်ရှည်ကွန်ထွက်ချုံမဲ့ပြီးရင်ဒီကစားသမားကိုအနာဂတ်မှာဈေးနှုန်းကြီးမြင့်စွာနဲ့ပြင်ရောင်းချဖို့အတွက်သူတို့ကအသင်းမှာအဲ့ဒီကစားသမားကိုပုံမှန်ပွဲထောက်ခွင့်တနေရာနဲ့ကမ်းလှမ်းထားကြသိရတယ်။ပထမအာဆီနယ်တို့ကတော့ဒါအရန်ကစားသမားဖြစ်ခေါ်မဲ့လောက်ခလာစာမြင်မှားစွာပေးထားတယ်။တစ်ဖက်ကဘလင်စီယာကျတော့သူတို့စီမှာဆက်ပြီးနေ းစေခြင်းနဲ့ကစားသမားပို့ပြီးကောင်းလာစေရမယ်ပုံမှန်ပေါ်ထွက်ခွင့်ပေးမယ်ဒါပေမဲ့အာဆင်နယ်တို့ပြီးတဲ့လောက်ခလာစာလောက်တော့သူတို့မပေးနိုင်ဘူးအဲ့တော့ကစားသမားကအရန်ကစားသမားအဖြစ်လောက်ခလာစာမြင်မသာရမယ်အာဆင်နယ်ကိုသွားမလား ဒါမှမဟုတ်ဘလင်စီယာမှာပဲပုံမှန်ပွဲထွက်ခွင့်ရလာစားလဲနည်းနည်းလဲနည်းမယ်နှစ်ရှိကွန်ထက်နဲ့အနာဂတ်မှာအသင်းအသင်းကိုပြောင်းခွင့်ဆိုတဲ့အချက်လက်တွေကိုပဲသဘောတူမှာလက်ရှိချိန်တော့စဉ်းစားနေတော့မော်လေဒါမှမဟုတ်ကစားသမားတော့အာဆင်နယ်ကိုဖြစ်နေရဆိုပြီးတော့ရိုမာနိုကပြောသွားတယ်အဲ့တော့နောက်ဆုံးနေထားရကစားသမားဒါစိတ်ပိုင်းဖြတ်ပြီးလို့အာဆင်နယ်မှအာဆင်နယ်ဖြစ်သွားခဲ့ပြီဆိုရင် လက်ရှိဒီဘလင်စီယာရဲ့ကဲလက်မှုကိုပယ်ချလိုက်တယ်ဆိုလို့ရှိရင်တော့ဘလင်စီယာကစာချုပ်12လတောင်မပြည့်ပဲကျန်တော့တဲ့ဒီကစားမောက်အာဆင်နယ်နဲ့ရောင်းချဖို့အတွက်ပဲဒါပြောင်းဖြူကြည့်ဆွေးနွေးရမယ့်ပိုင်းဖြစ်သွားပြီအခုရိုမာနိုရောအွန်စတိန်ရောတော်တော်များဟန်အော့အာဆင်နယ်ဘက်ကရတဲ့တတိယဆီတော့ဒီခရစ်ယာန်မော်ကွေယာဆိုတဲ့ကစားမောက်ကအာဆင်နယ်မှာအာဆင်နယ်ဖြစ်နေတယ်အာဆင်နယ်မှာရမယ့်လုခလာစာအာဆင်နယ်နဲ့ချုပ်မဲ့နှစ်ရည်အတွက်အာဆင်နယ်မှာအရန်ကစားမောက်တူးဆိုရင်အနာခတ်နဲ့ပတ်သက်ပြီးသူ့မှာ အာတီတာဖို့ယုံကြည်မှုတွေရှိရဖြစ်တဲ့အတွက်ဒီကစားမအာဆင်နိုရောက်လာပါလိမ့်မယ်ဆိုပြီးတော့နာမည်ကျော်သတင်းထောက်တွေကတော့ပြောထားပါဗါးအသက်21နှစ်ရဲ့ဒီစပိန်သားကိုအာဆင်နိုရဲ့အာဇာဒရိုက်တာတဲ့အန်ထရီပါတာကအတလက်တီကိုမက်ဒရစ်မှာရှီတုံးတဲ့ဟုကတော်တော်လေးသဘောကျခဲ့တာခေါ်ဖို့လည်းစူးစမ်းခဲ့တယ်အခုတော့အာဆင်နယ်အတွက်ခေါ်မှုဖြစ်လာခဲ့တော့မှာပါအဲ့တော့အာရှာတိုးမီခေါ်ခြင်းလို့ကြားသိရတယ်ဒါဇူလိုင်16ဆိုကျွန်တော်တို့ဒါခြေဆောင်ပွဲတွေကန်းမှာပေါ့လေဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါပြင်သစ်သတင်းစာ LA ကွက်ကဖော်ပြထားပါဗောလေအဲ့ဒါကတော့ မတ်နက်အကလီယိုဆိုတဲ့ကစားသမားတဦးအကြောင်းကိုဖော်ပြပေးသွားပါမယ်။ဒီကစားသမားလေးရဲ့ဖြစ်တည်လာပုံကြောင့်တမျိုးပြ။အဲ့ဒါပါလို့ဆိုအာဆင်နယ်သင်းတာဝန်ရှိသူတွေကဗစ်တာယောဂရက်ရဲ့အေဂျင့်ဆက်တင်ဂရာနဲ့ဒါစကားပြောဆိုတယ်။ပြောဆိုနေတဲ့နောက်မှာတော့ဒီဆက်တင်ဂရာစာဖြစ်ပေးနေတဲ့အခြားဘောလုံးသမားတဦးရှိတယ်။အဲ့ဒါတော့သူဒီအေဂျင့်ကိုယ်တိုင်ကင်တွင်နေခဲ့တဲ့ဘောလုံးသမားပေါ့လေ။သူ့ရဲ့နာမည်ကတော့ဒါမိုနာကိုတောင်ပံကစားသမားအကလီယုတ်။ဒီကစားသမားကိုတော်တော်လေး အာဆင်နယ်သင်းကစိတ်ဝင်စားနေအဲ့တော့လက်ရှိအချိန်မှာဒီကစားသမားကိုအာဆင်နယ်စိတ်ဝင်စားရဲ့ဆိုမှမိုနာကိုနဲ့စကားပြောတဲ့အဆင်တော့မဟုတ်သေးဘူးအေဂျင့်နဲ့ပတ်သက်ပြီးတော့အော်မင်းစားပဲပေးနေတဲ့တဲကဘယ်လိုကစားသမားမျိုးတွေရှိလဲဘယ်သူတွေကတော့ပိုတရှယ်မြင့်လဲဘယ်ကစားသမားတွေဆိုရင်တော့ငါတို့သင်းနဲ့ကိုက်ညီမလဲဆိုပြီးမေးမြန်းဆွေးနွေးတဲ့အဆင်မှာပဲရှိသေးတယ်လောလောဆယ်တော့မိုနာကိုနဲ့အာဆင်နယ်ကြားမှာဘာမှလှုပ်ရှားမှုရှိသေးဘူးဒါပေမဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးမိုနာကိုတို့ကယူရို80ရမှရောင်းချမယ်ဆိုပြီးဈေးနှုန်းတတ်မှတ်ထားတယ် ဒါသည်အသက်23နှစ်ပဲရှိတဲ့ပြည်သက်သားနဲ့ပတ်သက်ပြီးတော့သူတို့ not for sale လို့ပြောလိုက်တဲ့အတိုင်းပဲမိုနာကိုကလည်းကစားသမားတွေကိုဘလောက်ရအောင်ရောင်းအောင်မယ်ဆိုတာကိုသူကကောင်းကောင်းကြီးစာတတ်တဲ့အသင်း ဲ့လိုမျိုးအသင်းကြီးဆီကနေကစားမသွားခေါ်လို့ကတော့ကြိုက်ကျေးပေးပြီးကိုဝယ်မှရမှာအဲ့တော့ကစားမလေးရဲ့ကစားပုံကျွန်တော်လိုက်ကြည့်ရတဲ့ခါမှာတော့တော်တော်လေးတော့မဆိုးအထူးသဖြင့်ပေါ့လေပြင်သစ်လီကူးမှာစော့နေတာကြောင့်လဲပါတယ်လို့တစ်ဖက်မှာလဲပိုတရှေတွေအများကြီးမြင်တာမှန်ပေမဲ့လက်ရှိအချိန်ကြီးတော့သူကပြင်သစ် U23 မှာပဲဒါကစားနေသေးရပေါ့လေထပ်မမကမှာတော့ U45 တက်မဲ့တန်ကြီးရှိရဲအဲ့ဒါကမှနောက်ထပ် U30 ထပ်ပေါင်းပြီးတော့တန်း80တခါကြရင်ကျွန်တော်တို့က ်ယူရို190ဆိုမဲ့အဲ့ထက်မှကဘောနပ်စ်အပါလာအခြေခံပေးမှန်လာအရေးကြပေးလို့ရလားဒါတွေကအများများရှိသေးတယ်တခုတော့ရှိတယ်အဲ့ဒါအာဆင်နယ်အနေနဲ့တောင်မန်တိုက်စစ်ကစားမိုင်းနဲ့ပတ်သက်ပြီးပြောရတဲ့မှာတော့ဒီကစားမိုင်းကသတင်းထွက်လာတဲ့ဆိုပေမဲ့လည်းခေါ်နိုင်ရင်နေတယ်ဘာလို့ဆိုအာဆင်နယ်တောင်ရှိသေးတဲ့ကစားမိုင်းတူကိုအနည်းဆုံး100ဒီကွက်2နာရီ200ဒီလောက်သူတို့အမြဲတမ်းစောင့်ကြည့်တယ်ချက်ချင်းကြိုက်ချက်ချင်းခေါ်ရတဲ့မှာမဟုတ်ဘူးအခုနော့ကတ်ဆိုလည်း ခေါ်လိုက်တယ်ဆိုပေမဲ့အရင်တုန်းကတည်င်းတွေထွက်ခဲ့ဘူးတာမျိုးတွေရှိခဲ့တာပေါ့လေအဲ့တော့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးမန်ခင်းမှာကျွန်တော်ပြောခဲ့လို့ပဲသူတို့ကတိုက်စစ်မှုတအူးဝယ်မယ်ဘယ်ဘက်ချမ်းတိုက်စစ်တောင်မှ quality တအူးဝယ်မယ်ပြီးရင် နေရာစုံတိုက်စစ်စုံမှာစော့နိုင်တဲ့အစည်းလို့လို့ကစားသမားဆွဲစုံရတဦးအဝယ်မဲ့စုစုပေါင်းတိုက်စစ်စုံနဲ့ပတ်သက်ပြီး၃ဦးဖြစ်မှာပါအဲ့တော့ဆွဲစုံရကစားသမားတော့တည့်တဲ့အတိုင်းပဲဘူကောက်ဆာကအရန်အနေနဲ့ပါစော့လို့ရတော့မယ်ဒါရှိတယ်။အိုရီကက်နေရာမှာလည်းအစားဝင်လို့ရမယ်လိုအပ်ရင်အထောင်နေရာမှာလဲဆော့လို့ရမယ်ဆိုတော့ပုံစံမျိုးကိုအဲ့ဒါမျိုးကိုဈေးကွက်ထဲမှာရှာဖွေနေတယ်။အဲ့တော့ဒီကစားသမားလေးနဲ့ထွက်တဲ့တည်င်းကိုတော့ကျွန်တော်ညီကိုနဲ့တည်င်းတစ်ပုတ်ပဲယုံကြည်ပြီးပါရောက်လာဖို့ရခိုင်တော့နေပါတယ် ရောက်ကိုရောက်လာမှာမဟုတ်ပါဘူးကဲတော့23နှစ်ရဲ့ပြင်သစ်သားကတော့ rating တပွဲချင်းပြည့်မြ7.2ရှိတယ်ဒီရာသီ43ဝမ်းမှာ38ဘောပွဲထပ်ထားတယ်ခုနှစ်ကိုသွင်းပြီး7လုံးဖိုင်ထားတယ်မှနစ်ကဆိုလဲ8ကိုသွင်းပြီး4လုံးဖိုင်ထားတယ်တွင်းကိုဖန်တီးမှု12ကြိမ်15ကြိမ်ပတ်ချလဲရှိတဲ့ကစားသမားလို့ပြောလို့ရတယ်ဗောလေစိုးတော့မစိုးပါဘူး ဒါပေမဲ့တန်း80ဆိုတာကြီးကတော့တော်တော်လေးကိုများတယ်အခုဈေးကွက်ထဲမှာဗျာရိုးတန်း80 80တုံးမဲ့ဆိုရင်တော့ quality မြင့်တကယ့်ကို price တက်ရောက်တဲ့ကစားသမားတွေမှာအများကြီးပဲဒီထဲမှာတစ်ခုကပ်ပြီးဖော်ပြချင်တာက Arsenal သင်းကားတဲ့ Peter Yogaro ကိုခေါ်ဖို့အခြေအနေကောင်းနေပြီးတော့9နှစ်စာချုပ်ချုပ်ဖို့အကျိုးတော်တော်တူညီမှုရရှိခဲ့ပြီဆိုရေးထားတွေ့တယ်အဲ့ဒီမှာကျွန်တော်တို့ Arsenal fan တွေကဘာလွဲမှားလဲဆိုတော့ဩ Yogaro ကြီး Arsenal ကိုရောက်လာတော့မယ်ဆိုပြီးထင်ကြတာရှိအမှန်တကယ်အဲ့ဒီသတင်းတွေကိုသိချာကြည့်လိုက်မယ်ဆိုရင် Arsenal နဲ့ Peter Yogaro ကြားထဲမှာ9နှစ်စာချုပ် ခေါ်ဖြစ်လို့ရှိရင်လက်မှတ်ထိုးဖို့အတွက်အကျိုးသဘောတူညီယူနိုင်ခဲ့တာပုံကိုရေးပုံစံမျိုးဗျာအဲ့တော့ကစားသမားကိုရောင်းမဲ့ sporting နဲ့ဘာမှမလုပ်ရသေးဘူးအဲ့အတွက်လက်ရှိအချိန်မှာအာဆင်နယ်အသင်းကိုရောက်ရက်ရောက်တော့မယ်ဆိုရင်တည်င်းနေသည်တည်င်းအမှားသာဖြစ်တယ်တကယ်တကယ်တည်င်းမှန်ဆိုရင်တော့ရိုမာနိုတို့ on scene လို့စီမှာခက်မြန်တက်လာပါလိမ့်မယ်တတိယမြောက်တည်င်းတစ်ပုတ်ကတော့အာဆင်နယ်ရဲ့ကစားသမားဟောင်းကြီး Oliver Giroud ပေါ့လေ Giroud ကတော့ဒါအာဆင်နယ်အသင်းစီကနေပြီးတော့ Chelsea ကိုထွက်ခွာသွားတယ်အဲ့ရမှာတစ်ဆင့် Chelsea ကိုကျွန်တော် Euro 16တန်းနဲ့ရောင်းလိုက်တယ် ပြီးတော့ Chelsea ရ Euro 4.8တန်းနဲ့ AC Milan ရောင်းတယ်အဲ့ရမှတစ်ဆင့်ဒါ LA သူ့ဘာလို့သူရောက်သွားခဲ့တယ်အခုတော့ဥရောပမြေကိုပြန်ပြီးခြေချတာဗျအဲ့ဒါကတော့ League 1 Club Lille အသင်းစီကိုတစ်နှစ်ပလတ်အပိုတန်းတုတ်ွင့်တစ်နှစ်စုစုပေါင်းနှစ်နှစ်ကွန်ထရက်နဲ့ရောက်သွားတယ်ဒီစာချုပ်ပါအချက်လက်ကြောင့်ဒီကစားသမား2026ခုနှစ်တွေပဲတန်းရှိရဆိုပေမဲ့ ဲ့တတန်ကုံသွားရင်တောင်မှကလပ်သင်းရဲ့ကစားသမားကြားထဲမှာနားလည်မှုရနောက်ထပ်တတန်တိုးခွင့်နေရှိသွားတော့မှာဖြစ်တယ်အသက်38နှစ်ရှိပြီဖြစ်တဲ့ပြည်သက်သားကြီးကတော့ဒါအာဆင်နယ်အသင်းစီမှာကစားခဲ့တုန်းကဆိုလို့ရှိရင်253ပွဲနဲ့သူ့ရဲ့ကစားသမားဘဝတစ်လျှောက်ပွဲများသုံးကစားထားတဲ့ကလပ်သင်းဖြစ်ရှိနေပြီးတော့တရ5ဂိုးသွင်း38လုံးဖန်တီးထားတယ်။ AC Milan မှာတော့132ပွဲ49ဂိုးသွင်းဂိုး20 ချက်စီမှာတော့112ပွဲ39ကိုသွင်း14ကိုဖန်တီးပြီးတော့အာဆင်နယ်စီကိုပြောင်းလာခဲ့တော့ကဒါမောက်ပယ်လီယာနဲ့ပြောင်းလာခဲ့တာဗောလေအဲ့ကစားမှာမောက်ပယ်လီယာနဲ့ကျွန်တော်စီပြောင်းလာတော့12တန်းပဲကျွန်တော်တို့ကုန်ကြတယ်ဒါကြီးပဲချက်စီကိုကျွန်တော်တို့နောက်ထပ်6တန်းအမျက်တင်ပြီးတော့ရောင်းချနိုင်ခဲ့တဲ့ပလေယာဗောလေရှာရာဘာအာဆင်နယ်အမျက်ရတဲ့ပလေယာလို့တော့ပြောလို့ရတယ်အဲ့တော့ ဒီကစားမှာတော့မောင်ပယ်လီယာမှာ85ဂိုးမှာ39ဂိုးသွင်း16ဂိုးဖန်တီးတယ်ဒါကိုအာဆီဝင်ကားကြီးသဘောကျဖြစ်တဲ့အတွက်ခေါ်လိုက်တချို့ကတော့အိုလီဗာဂျီရူးကိုသိမ့်မကြိုက်ကြဘူးဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်းအရှိက ဒါ TI Honor တို့ကောင်းခဲ့တဲ့ကစားသမားတွေမြင်ခဲ့တာဆိုတော့ဂျီရူးစီမှာကျွန်တော်တို့လိုချင်တဲ့ဟာအဲ့လောက်ကြီးမပြည့်ပြည့်စုံခဲ့တာလည်းပါမယ်ဒါပေမဲ့သူခေတ်သူ့အခါမှာတော့ဂျီရူးဒီအသင်းအတွက်အများကြီးလုပ်ပေးခဲ့တယ်ပြောလို့ရတယ်ကျွန်တော်တိုက်စစ်မှုစစ်စစ်တွေပိုင်ဆိုင်ခဲ့တဲ့ကာလလို့ပြောလို့ရတယ်အခုကျွန်တော်တို့ဟိုမြောက်ဒီမြောက်တိုက်စစ်မှုတွေရှိတဲ့ကာလမဟုတ်ပါဘူးအဲ့တော့ Oliver Giroud ကတော့အခုဥရောပမျိုးပြန်ပြီးခြေချလိုက်တဲ့အတွက်လိုင်းလီသစ်စီမှာဒါယူပါလိကစားခွင့်ရတော့မှာပါလာမယ့်ရာသီမှာပေါ့လေအာဆင်နယ်ကစားသမားဟောင်းချူပါအတ်ပေါ်နဲ့သူကပြန်ဆုံပဲ အိုလီဗာဂျီရူးကဥရောပမျိုးခြေနေတယ်။လိုင်ယွန်အသင်းကအာဆီနယ်ကစားသမားဟောင်းလာကာဇက်ကတော့ sorry မျိုးနင်းသွားခဲ့တယ်ဗောလေ။ဒါတော့ကစားသမားဘွားအတွက်သူ့ရဲ့လိုင်ယွန်ရဲ့ဘန်ဒါကြီးအဆင်ပြေအောင်လည်းသူထွက်ခွာသွားခဲ့တာဖြစ်တယ်။အဲ့တော့ဘာပြောပါလက်ရှိချိန်ထိတော့ကျွန်တော်ကတိုက်စစ်မှုကြီးကိုလွမ်းတယ်။ဘာလို့ဆိုကျွန်တော်တို့တိုက်စစ်မှုတရားဝယ်ဖို့အတွက်တော်တော်လေးကိုခက်ခဲနေတဲ့ကာလလည်းဖြစ်လို့ပါ။ဂျီရူးနဲ့ပတ်သက်ပြီးမှတ်တရရရှိရင်ခေါမဝင်ရောက်ရေးသားပြီးတော့ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ဖြစ်ကစားခြင်းနဲ့ဆိုရင်တော့ကိုထုတ်စီမှာလာပြီးဆော့လို့ရပါတယ်။အကောင့်ဖွင့်ပြီးကစားခြင်းနဲ့ဆိုရင်တော့ဗိုက်ဘာဖုန်းနံပါတ်39ကို 6 6လေးလုံး3ည3တယ်ရီရဲ့နံပါတ်3ည6 9 83 9000ရို့မှာဆက်သွယ်ပြီးကစားနိုင်ပါတယ်ဘောလုံးပွဲတွေလောက်လို့ရှိရင်တော့ကိုတက်နိုင်တဲ့ပပနာနဲ့မိသားစုမထိခိုက်ပဲကစားကြပါအယောစားမှန်ကန်ဖို့ကတော့ကျွန်တော်တာဝန်ထားပါခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါအာဆင်နယ်တို့နောက်ဆုံး၄နှစ်ဒီမှာကစားသမား၄ယောက်ထိအယောင်ဝယ်ရှိခဲ့တဲ့ချယ်ဆီအကြောင်းကိုဖော်ပြပေးတော့ပါပါ။ချယ်ဆီအသင်းစီကနေအာဆင်နယ်ကနောက်ဆုံး၄နှစ်ဒီမှာကစားသမား၄ယောက်အပြောင်းရွှေ့ဖြစ်ခဲ့တယ်။အဲ့ဒီ၄ယောက်မှာ Ryan Sterling တယောက်ကလွင်ကျန်တဲ့ကစားသမားစီအာဆင်နယ်ဝယ်ခဲ့တာ2022 23ဘောလုံးရသည်မှာ Jorginho ကျွန်တော်တို့ Euro 17.3တန်းနဲ့ဝယ်ခဲ့တယ် Jorginho ကြီးအကောင်းဆုံးချိန်မဟုတ်ဘူးလေအတင်းအတွက်ကာလတစ်ခုတော့ဒါ squad player ဖြစ်တော့အသုံးတော်ခံရပါဘောလေ2023 2024မှာခိုင်ဘက်က Euro 80နဲ့အာဆင်နယ်ပြောင်းလာခဲ့တယ်အာဆင်နယ်တင်းရဲ့ တန်ကျင်းမြင့်မှာသာဝိမ်မှုတွေရတခုဖြစ်ခဲ့တယ်တချို့ကခိုင်ဘက်မကြိုက်ပြီမဲ့လေဒီကစားမရဲ့စောတဲ့ပွဲနဲ့ twin goal ဖန်တီးမှုတွေပြန်ကြည့်မယ်ဆိုရင်တော့အားကိုးရတဲ့ player ဖြစ်တော့ရှိနေတာတွေ့ရတယ်ကျွန်တော်လိုချင်တဲ့ပြီးပြည့်စုံတဲ့တိုက်စစ်မှုတူမဟုတ်ပြီမဲ့ပေါ့လေနောက်တစ်ယောက်ကတော့ Ryan Star နဲ့ကြံခဲ့တဲ့ဘောလုံးရာသီးရဲ့ Arsenal မှာအငှားလာဆော့ခဲ့တယ်ဒါပေမဲ့ Arsenal ကအငှားကြီးမပေးရဘူးလောက်ခလာစားလဲသုံးမုံတပုံပဲပေးရတယ်။ကျန်တဲ့နှစ်ပုံကို Chelsea ကစိုက်ရတဲ့အထိပဲပြီးတော့ Ryan Sterling ဒီ Arsenal မှာဘာမှစောရကတက်ချင်းမရှိဘဲနဲ့သူတက်နိုင်တာပတ်မှုပြီးခဲ့။မမေ့ရပါပဲ။ Arsenal ရဲ့ တိုက်စစ်ဆောင်ကစားသမားတွေအကုန်လုံးနှီးပါဒဏ်ရာသွားတဲ့အချိန်မှာစတာလင်ကြီးနဲ့ဝန်နဒီကိုပဲကျွန်တော်တို့အားကိုးခဲ့ရတဲ့ကာလတွေရှိခဲ့တယ်။နောက်ဆုံးဒီနှစ်မှာတော့ရီဇာဘလကကီပါတို့ကျွန်တော်တို့ဒီပေါင်၅တန်းနဲ့ခုံနိုင်ခဲ့တယ်ဗောလေတကယ်ကိုတန်နဲ့ပြောင်းရွှေ့ပါပဲဒါပေမဲ့အားလုံးရဲ့စိတ်ထဲမှာလည်းချယ်ဆီအကျချယ်ဆီအကျဆိုတဲ့ဟာဟိုဒီလိုမျိုးအရေးသွင်းမြင့်နောက်ပြီးတော့လည်းအတွေ့အကြုံရင်စပိန်သားလည်းဖြစ်တဲ့ဂိုးသမားတအူးကိုဒါအသက်30ပဲရှိတဲ့တယောက်ကိုပေါင်၅တန်းနဲ့ရလိုက်တာ တချိန်တော့ကဘာစံကြီးနေကိုသမားပေါ့လေအဲ့လိုကိုသမားတူကိုပေါင်90တက်ရလိုက်တော့ကျွန်တော်တူးတဲ့အမြင်အရဆိုတော့တန်တဲ့အကြောင်းရှိလို့ထင်တယ်ရိုင်ယာပေါ့ဆာလို့ကတော့ကီပါလက်ထဲရောက်မှာ ဲ့ဒါတော့မယုံမရှိနဲ့ဒီပါရဲ့ကြံကလေးယာတီကဘုံဘုံမှာပြခဲ့တဲ့လက်စွမ်းတွေကိုလည်းကျွန်တော်မေးထားလို့မရဘူးပေါ့လေအဲ့တော့နောက်ဆုံး limit တွေမှာအာဆင်နယ်ဒီအငှားတယောက်ခေါ်ပြီးတော့ဂျန်နက်သုံးဟောကိုဝယ်ယူခဲ့တာစုစုပေါင်း Euro 89တသမ13တန်းကျတင်နေ Chelsea အသင်းနဲ့ဒါအများတန်းဖောက်တယ်ဖြစ်နေပါတယ်အာဆင်နယ်စီကနေ Chelsea သွားတဲ့ player ရှိလို့ Chelsea ကနေအာဆင်နယ်ကိုရောက်လာတဲ့ player လည်းအများတန်းရှိခဲ့တာဖြစ်တဲ့အတွက်လက်ရှိချိန်မှာအာဆင်နယ်ဖန်တွေကတော့ Noni Mandzukic အာဆင်နယ်ရောက်လာမှာကြောက်နေတယ်ဆိုတာကလည်းဒါက ဖြစ်နိုင်ပွဲရှိတဲ့အရာတစ်ခုပေါ့လေဒါပေမဲ့ဒီကစားသောအာဆင်နယ်ရောက်လာနိုင်တာဆိုတော့ကျွန်တော်တဦးတဲ့အမြင်အရဆိုရင်တော့လုံးဝမဖြစ်နိုင်တဲ့တဲ့င်းမှာချက်စီကိုတတ်မှတ်ထားတဲ့ပေါင်တန်း90ကျောင်းရောကစားသောဘက်ရဲ့မန်တယ်ကျောင်းရောအာဆင်နယ်သွားနေတဲ့လုပ်ငန်းစဉ်တွေကျောင်းရောဒီကစားမှာတော့အာဆင်နယ်ရောက်လာနိုင်ခြင်းအရန်နေပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ